်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DBP ရုံးမြင့်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အွန်လိုင်းငွေလဲလုပ်ငန်းကြဖြန့်တွေကိုတက်ဖြတ်ရမှာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကရင်မျိုးသား CEO KNU ကကတိပြုတယ်လို့နိုဝင်ဘာလ19ရက်ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါတယ်။ဒါ့အပြင်နိုင်ငံတကာအနေနဲ့ကြဖြတ်လုပ်ငန်းတွေကိုတက်ဖြတ်ရမှာ မြန်မာဒီမိုကရေစီရဲ့အတွက်တော်လှန်နေတဲ့အဖွဲ့အစည်းတွေအရက်ပက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လဲ KNU ကနိုင်ငံတကာကိုတိုက်တွန်းလိုက်ပါတယ်။နိုင်ငံတကာအနေနဲ့အစိုးရဗဟိုပြုချဉ်ကပ်မှုပုံစံအရပူးပေါင်းဆောင်ရွက်ရမှုအရအနာသိစစ်တပ်နဲ့ပဲပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ထိရောက်အောင်မြင်မှုမရှိနိုင်တဲ့အပြင်ပြည်သူတွေအပေါ်မှာစိုးကျိုးဖြစ်စေမယ်လို့ KNU ကသတိပေးလိုက်ပါတယ်။ စစ်တပ်ဟာကြားဖြတ်လုပ်ငန်းတွေဖြစ်လာဖို့တဖက်တလန်ကအားပေးသလိုအဲ့ဒီလုပ်ငန်းကနေအကျိုးမြတ်ရနေတဲ့အဖွဲဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်စစ်တပ်ကနိုင်ငံတကာနဲ့ပူးပေါင်းပြီးကြားဖြတ်နှိမ်နှင်းမဲ့ဆိုတာဟာတပ်တမန်ဆက်ဆံရေးချက်ထွင်မှုနဲ့အုပ်ချုပ်ရေးတရားဝင်မှုရဖို့အတွက်လှုပ်တာတာဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ စကိုင်းတိုင်းတပင်းမြို့နယ်အရှိချမ်းရင်ကျေးရွာနာကတောကြောင်ဖုန်ကြီးကျောင်းကိုစစ်တပ်ကနိုဝင်ဘာလ19ရက်နေ့ခင်းမှာစစ်တပ်လေထီနဲ့ပုံချဲသွားတဲ့အတွက်ပြည်သူ၃ယောက်တရားရသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်စက်တက်လေထီနှစ်စီးနဲ့ဖုန်ကြီးကျောင်းဓမယုံအပေါ်ကိုဘုံကျဲသွားတာကြောင့်ဓမယုံပြက်စီပြီးသက်လက်ပိုင်းရွယ်မျိုးသား၃ယောက်ဒဏ်ရာရသွားတယ်လို့ဒေသခံတယောက်ကပြောပါရယ် အဲ့ဒီနေရာနေတဝိုင်းမှာတပ်ပွဲဖြစ်ပွားတာမရှိသလိုမြေပြင်စစ်ကြောင်းထိုးတာလည်းမရှိဘူးလို့သိရပါဗျ။တပေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်ကတော့စစ်တပ်ကပြည်သူတွေရှိတဲ့စာတင်ကြောင်းနဲ့ဖုန်းကြီးကြောင်းလိုနေရာတွေကိုပိတ်မှတ်ထားပြီးဘုံကျဲနေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းသတင်းကိုဂယုဆိုင်နားထောင်ပြီးဘေးကင်းလုံခြုံရမှာနေထိုင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာလ10ရက်နေ့ညကလည်းစစ်တပ်ကတပင်းမြို့နယ်ဆက်ပြချင်းရွာနားနဲ့ကျွန်းတော်လေးရွာကိုတိုက်လျင်3စီးနဲ့ဘုံကျဲခဲ့တာကြောင့်ပြည်သူ17ယောက်တန်းအပြင်းထန်ရခဲ့ပြီးလူနစ်အိမ်တွေလည်းပျက်စီးမိလောင်တာတွေရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ကချင်တရုတ်နယ်ဇက်ကဲတွေပြန်ဖွင့်လိုက်ပြီးနောက်ပိုင်းတရုတ်ပြည်ဘက်ကအကန့်အသတ်နဲ့ကုန်ပစ္စည်းတွေဝင်ရောက်နေပေမဲ့အရင်ကထက်ကုန်စည်နှုန်းတွေကျဆင်းသွားတယ်လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။တနင်္ဂနွေကျင်းခံပိတ်ထားတဲ့ကချင်တရုတ်နယ်ဇက်ကကမ်ပိုင်တီလွန်ကျဲမဝင်းကြီး လိုက်စာပောင်းဝါဖီမွန်စတဲ့နယ်ဇက်ကဲတွေကိုအောက်တိုဘာ25ရက်နေ့ကတရုတ်အစိုးရက ပြန်ပြီးဖွင့်ခဲ့ပါတယ်။ မြန်ဆက်ဂိတ်တွေကိုပြန်လဲဖွင့်ပွေးလိုက်ပေမဲ့တရုတ်အစိုးရဘက်ကကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့သာတင်သွင်းခွင့်ပေးထားတယ်လို့သိရပါဗျ။တရုတ်ပြည်ဘက်ကစားတောက်ကုန်ပစ္စည်းအထက်အလိမ့်နဲ့အိမ်ဆောက်ပစ္စည်းတွေကိုတင်သွင်းခွင့်ပေးထားတာဖြစ်ပြီးမြန်ဆက်ဂိတ်တွေပြန်ဖွင့်လိုက်တဲ့နောက်ပိုင်းကုန်စည်နှုန်းတွေရောကျဆင်းလာတယ်လို့လိစာဒေသခံတယောက်က TVB ကိုပြောပါဗျ။ဟုတ်ကဲ့ကျန်ဖင်ဒီရဲ့နောက်ပိုင်းမှာတော့ဒီအကြီးစားတော့ဂျင်းကုံဆိုရင်ဒီစားတော့ပေါ့နော်အစားတော့ကတော့ဒါဝင်နေပြီးရခတာဒီဖောက်လို့ရပစ္စည်းတွေပေါ့နော် တော့အဝင်နေပေါ့နော်အဲကြောင့်မကြည့်ပဲမှာဆိုရင်လည်းကုန်စည်နှုန်းတွေကတော့လည်းလည်းတက်တာတော့ပေါ့နော်။ဒီတော့ကဆောက်လို့ရပစ္စည်းတွေတော်တော်ကြီးကြီးရပေါ့။ပြည်လက်မြေက8ဆော်ရဲ55ပြ60လောက်ရှိရ။အခုကတော့25ကျပ်ပေါ့နော်။အယွမ်ပေါ့နော်25ယွမ်နဲ့30အဲ့လောက်ကျမှပဲဖြစ်သွားပေါ့နော်။အဲဒါမဲ့ဒီလက်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေကတော့မဝင်သေးဘူးပေါ့နော်။တို့ပိတ်ထားသေးတယ်။အတိအကျတော့စားတောက်ကုန်ငယ်ဆောက်လို့ရပစ္စည်းတွေရ။အဲပြီးတော့အတုံးချောင်းပေါ့နော်။အထဲတို့ပါလို့အဲ့ဒါကတော့ပေါ့နော်။နေဆက်တဲ့ဂျော်ရှိစကောင်စီတက်စကန်တွေကိုထိုးစစ်ဆင်နေတဲ့ KNY ကို တိုက်ပွဲတွေရပ်တန့်ပြီးဖို့ပြားပေးတဲ့အနေနဲ့ပြီးခဲ့တဲ့2024အောက်တိုဘာ18ရက်နေ့ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်စပ်ကိတ်တွေအားလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KYA ဘက်ကလည်းတရုတ်ပေးလိုက်တဲ့နယ်စပ်ကိတ်တွေအားလုံးကိုတံပြန်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ9ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရဲ့အဖွဲ့ဥက္ကဋ္ဌဘူချုပ်ကြီးအင်ဘန်လာဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာခဲ့ပြီးဒီဇင်ဘာ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ23ရက်နေ့မနက်ပိုင်းမှာနက်ဆက်ဂိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီချိန်ကနက်ဆက်ဂိတ်တွေပြန်ဖွင့်ခဲ့ပြီမယ်။တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝင်မရှိဘဲတရုတ်ဘက်ကနေကချင်ဘက်မှာလာရောက်စိုက်ပျိုးထားတဲ့တ िश ူငပြောနဲ့ဖရဲကြိုက်ခင်းတို့လိုတင်းနံကားတွေတရုတ်ဘက်ကိုအဝင်ပဲရှိခဲ့ပြီးတရုတ်ဘက်ကမြေရှားတတုဒူဖို့ရေးအတွက်ကုန်ကျန်းပစ္စည်းတချို့သာကချင်ဘက်ဝင်ရောက်ခဲ့တာပါ။အဲ့ဒီနောက်ဧပြီလ3ရက်နေ့မှာတော့လိုင်ဇာတရုတ်နယ်ဆက်ဂိတ်ကနေတရုတ်ဘက်ကကုန်ပစ္စည်းအချို့တင်သွင်းခဲ့တာဖြစ်ပါတယ်။ အော်တိုဘန်25ရက်နေ့နဲ့စက္ကတီပြန်ဖွင့်လိုက်ပြီးတဲ့နောက်လိုင်စာမြို့မှာတော့အရင်ကချက်တရုတ်နိုင်ငံဘက်ကနေလူအဝင်အချက်များနေပြီးညစက္ကစ်ကုန်စည်စစ်မှုအခြေအနေနဲ့ပတ်သက်ပြီးဒေသခံတယောက်ကခုလိုပြောပါတယ်။အာဒီတရုတ်ဘက်ကန်းကားပေါ့နော်ဒီဘက်ကဘက်လာရဲ့လူတွေလည်းများရဲ့ပေါ့နော်ဘက်ကနေဝင်လာတဲ့လူများတယ်အဲဒီဘက်ကတော့ဒီတရုတ်ဘက်ကန်းကိုတွားဖို့အတွက်ကိုအဲအသက်ကုန်ဝင်ဖို့အတွက်ကိုအလိုတရားတရားဝင်ပေါ့နော်အဲလက်မှတ်တွေလုတ်ပေးတာတွေအဲအဲ့လိုအသက်ကိုချက်ခွင့်ပြုတာတွေတော့အဲ့လောက်ကြီး အဲတရားဝင်တော့ခွင့်မပြုထားသေးဘူးပေါ့နော်ဒါပေမဲ့ဟိုဘက်ကကနေတရုတ်ဘက်ကကနေဒီဘက်ကန်ကိုအဲတရုတ်ကကဝင်တဲ့သူတွေတော့ပုံနာရပေါ့နော်အဲအကြီးစားကုန်စည်နှုန်းတော့နည်းနည်းတက်တာလာရပေါ့ပြီးတော့အဲတိုင်တာမျိုးကကျင်းနေဆိုတဲ့ခါကျတော့ဒီအဲသူတို့တွေလာတဲ့ခိုးခိုးနေရာတွေပေါ့နော်အဲ့အရာတွေတော့နည်းနည်းတော့အခက်ခဲဖြစ်တာပေါ့နော်သူတို့တွေဆိုအဲ့တော့ညနေချိန်သူတို့ကအဲပြန်ဟိုဘက်ကန်ကိုပြန်သွားတဲ့ဟာတွေလည်းအများကြီးရှိရပေါ့ဟိုကားတွေကတော့အမြင်နဲ့နေ့တိုင်းတန်းစီလိုက်ပေါ့အဲ့လိုအမြင်နဲ့ဝင်နေရဟုတ်တယ်ကချင်ဘက်ကန်ကနေတော့အဲ့လိုကုန်ပစ္စည်းတွေတော့အဲ အများကြီးဝင်လာတော့မတွေ့ရသေးဘူးပေါ့နော်ဒီဘက်မှာတော့တို့အဓိကတော့တန်ကြောက်တင်းနာရှိရပေါ့နော်တခြားတော့ဒီဘက်ကနေကုန်ပစ္စည်းတခြားစားတောက်ကုန်လေးပါတယ်ရောကတော့အလိုတော့အလုံးနဲ့ရင်းလိုက်အလိုမျိုးကုန်တွေ့တာမျိုးတော့မတွေ့ရသေးဘူးပေါ့နော်အဲဒီလိုပစ္စည်းနည်းနည်းပပခီးသွားရင်းနဲ့အဲဟိုကိုဒီဘက်ကနေယူသွားတာတော့ပဲပေါ့နော်အဲလူတကူစားလို့တည်သွားတဲ့ဟာတွေပဲရှိအောင်မယ်တိဥ္စုရကပြန်ဖွင့်ပေးလိုက်တဲ့နက်ဆက်ဂိတ်ချက်ကူစလုံးဟာကချင်လူလက်ရေးတတ်မှတ်တော့ကရင်ရီထိန်ချုပ်နေမြေထက်မှရှိသလို ခရယအစိုးရရဲ့အုပ်ချုပ်ရေးရန်ကြားလက်ပတ်နေတာတနစ်ခန့်ရှိလာပြီးဖြစ်ပါတယ်။အဲ့ဒီနေဆက်ဂိတ်တွေချဲကနေကမ်ပိုင်ဒီနဲ့လွဲကျဲတရုတ်နေဆက်ဂိတ်တွေကတော့ကချင်ပြည်နယ်ရဲ့အကြီးဆုံးနေဆက်ဂိတ်တွေဖြစ်ကြပါတယ်။မြန်မာဗကြံကနေလူအုံဝင်အချွတ်နေဆက်ဖြစ်ကျော်ဖို့အတွက်အချောက်အထားတွေလည်းပြုလုပ်ပြီးနေတယ်လို့ဒေတာခန့်တယောက်ကပြောပါတယ်။အင်းဒီမပုန်တင်နဲ့သွားလို့ရတော့ရှိရပေါ့နော်သူတို့ဒီဟုံဘက်ပေါ်တော့ရှိလီ ပြောရင်ဒါမှမရှိဘူးနော်အဲတုံးနေရလို့တွားလို့ရတယ်အဓိကတော့ဒီဒီဘောနော်စီကျမကြီးနဲ့ပတ်သက်ပြီးမှအာဒီဘက်မှာကုတာလို့အစ်စမပြေတဲ့ဟာရီဆိုရဲအဲဘက်ကဘောနော်အဲ့လိုအကြီးပေါ်တွားလာလို့ဆိုရင်တော့အဲ့လိုကျမကြီးနဲ့တက်ဆိုင်ပြီးမှပဲလို့ခွင့်ပြုထားလာရှိရဘောနော်တခြားအာတခြားရွေချက်နဲ့တွားလာလို့တော့အဲ့လိုမျိုးခွင့်ပြုလာတော့မရှိဘူးဟုတ်တယ် လွယ်ကျဲကိတ်ပိတ်ထားတဲ့တနည်းအတွင်းမှာကုမ္ပဏီဝန်ထမ်းတချို့သာတွာလာခွင့်ရခဲ့ပေမဲ့လက်ရှိမှာတော့တရုတ်ဘက်ခြမ်းကနေကုန်ကားအပအဝင်ဝင်ထွက်တွာလာနေကြတာကိုမြင်တွေ့ရတယ်လို့လည်းလွယ်ကျဲဒေသခံတွေစီကသိရပါဗျ။ကချင်တရုတ်နယ်စပ်တကြောကနေဆက်ကုန်တွေးကိတ်တွေဖြစ်တဲ့လိုင်ဇာလွယ်ကျဲမကြယံမဝင်းကြီးကံပိုက်တီဖီမော်နဲ့ပေါင်ဝါဆတဲ့နေဆက်ကုန်တွေးစခန်းတွေအလုံးကိုပြန်ရထိန်ချုပ်ထားပါဗျ။ကျမဟန္နာပါ။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချစ်ချူဆက်ပါရှင်